အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့တူညီတဲ့ပုံပြင်တွေကိုကျွန်တော်တို့မတူညီတဲ့ဘဝတွေမှာမတူညီတဲ့အတွေ့အခေါ်မျိုးမြင်မှုခံစားချက်တွေနဲ့နားဆင်နိုင်ဖို့အတပံပြန်လေးကြိုးဆိုလိုက်ရပါတယ်ဒီနေ့ကတော့မမလရှိရနေ့ဖြစ်တဲ့အတွက်ကျွန်တော်တို့အပီပီဆိုင်ရာမျိုးပြများနေ့အဖြစ်ကျွန်တော်ကွန်ပျူတာကျင်းပလည်းရှိပါတယ်2025ခုနှစ်ရဲ့မျိုးပြများနေ့ကွန်ပျူတာအဖြစ် ကျွန်တော်တို့အပီပီဆိုင်ရာနဲ့တတ်မှတ်ထားတဲ့ကောင်းစဉ်လေးကတော့အမျိုးသမီးများနဲ့မိန်းကလေးငယ်များအားလုံးတာတူညီမြအခွင့်အရေးရရှိဖို့စွမ်းဆောင်ရည်မြင့်တင်ကြပါစို့ဆိုတာဖြစ်ပါတယ်အင်္ဂလိပ်လိုကတော့ for all women and girls rights equality and empowerment ဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့အမျိုးသမီးများနဲ့မိန်းကလေးငယ်များအားလုံးစည်ကျန်းစည်ကျန်းမာခြင်းကိုချမ်းသာခြင်းအပြားပြားပြည့်စုံကြပါစေခင်ဗျာ ခံစားရတဲ့တွေ့ကြုံနေရတဲ့ဆင်းရဲဝေဒနာဒုက္ခအမျိုးမျိုးများလည်းလွတ်မြောက်နိုင်တဲ့ဉာဏ်ပညာတတိဝိညာဉ်ခွန်အားကိုလည်းဖျားသခင်ပြီးတော်မူမိအကြောင်းလဲစုမုံချွေစုမုံကောင်းတောင်းပေးအပ်ပါတယ်ခင်ဗျာဒီနေ့အပြည့်ပြဆိုင်ရာမျိုးတိမျိုးများလေးကိုကွန်ပျူတာအားဖြင့်ကျွန်တော်တို့ဒီ BCE အာ921နဲ့486မှာဖြစ်ပျက်ခဲ့တဲ့ကျွန်တော်တို့ခရစ်ယာန်တမန်ကျမ်းစာအရာ ဒီ iterator လိုမျိုးတို့ရဲ့ partition ဘီယင်လက်ထက် partition ဘီယင် Darius 1 degree ရဲ့လက်ထက်မှာတူချုံဘဝခံနေရတဲ့အချိန်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်လေးပုံပင်လေးနဲ့ကွန်ပျူချင်ပါတယ်ဒီခေါဘီယင် partition ဘီယင် Darius 1ရဲ့လက်ထက်မှာဘာဖြစ်လဲဆိုတော့ဒီ through ပြင်းစင်းဖြစ်တယ်တဲ့ ဒီပြည်သူစစ်ဖြစ်တဲ့အချိန်မှာအစ်တီတော်လူမျိုးတို့ဟာဒီသူကျုံဘဝရောက်နေရတဲ့အတွက်ကြောင့်မို့သူတို့သူတို့ရဲ့ဒီကိုလိုနီပြည်နယ်ရဲ့လက်ထဲမှာပေါ့လေသူတို့ဟာဒီအဲအလို့ချွေးပြုတ်ရတယ်ပေါ့တချို့ကတော့ဘင်းရဲ့အဲဘင်းနားမှာကိုရန်တော်လို့ရတယ်တချို့ကစဖို့မူးတောင်းအဆရှိတိဖြစ်လို့ရတယ်ပေါ့လေဒီထဲမှာအဲ ဇေရုဘာဗေလဆိုတဲ့ဣတရီလလူမျိုးတယောက်ဟာလေသူဟာလေဘုရင်ရဲ့သူ့ကျွံဘွားတော်ရောက်ပြီမဲ့ဒီ portion ဘုရင်တာရီယက်ရဲ့နေတဲ့တော်မူချင်းကိုခံရတဲ့ပညာရှိအမတ်တယောက်ဖြစ်တယ်တဲ့ဒီဇေရုဘာဗေလဟာသူ့ကျွံဘွားရောက်တဲ့အချိန်မှာဣတရီလလူမျိုးတွေအလုချင်းဆုံးအရာတစ်ခုကမိမိရဲ့ဌာနေကိုပြောင်းခြင်းနဲ့စိတ်ရှိပါတယ်မိမိရဲ့ဌာနေကိုပြန်တည်ဆောက်လို့တဲ့စိတ်ရှိပါတယ် တူချွန်ဘွားရောက်နေပဲမလဲတနေ့တစ်ချိန်မိမိတို့ရဲ့တိုင်းပြည်မိမိတို့ရဲ့ရွာပြောင်းတဲ့အချိန်မှာမိမိနိုင်ငံမိမိရဲ့ရွာမြို့ရွာကိုတိဆောက်ဖို့အတွက်တို့ပြင်ဆင်နေတာဖြစ်ပါလေဒီအချိန်မှာအထူးတစ်ဖြစ်ကတော့ကျွန်တော်တို့ခရစ်ယာန်တမန်ကျမ်းစာအရမှာဒီလိုယေရုရှလင်ယေရုရှလင်ကိုခေါ်တဲ့ဒီမြို့ရိုးဗိမာန်တော်ကိုတိဆောက်ခြင်းပဲဖြစ်ပါတယ်။ဒါဟာသူတို့ရဲ့ယုံကြည်မှုကိုးကွယ်ရာတာမကလူမျိုးတစ်မျိုးရဲ့ ဟိုဂုံတိတ်ခါဖြစ်တယ်ပေါ့လေအဲ့တော့သူတို့ရဲ့စိတ်ထဲမှာအထုမြတ်ထားတာကတနည်းသူ့ကျွန်ဘဝကနေလွတ်ပြီးကိုယ်နိုင်ငံကိုပြန်လို့ရှိရင်ဒီယေရုရှလင်မြို့ယိုပိမှန်တော်ကိုတိဆောက်ဖို့အတွက်အားလုံးမျှော်လင့်တဲ့အချိန်မှာဇေရုဘာဘေလလည်းဒီလုပ်ငန်းစဉ်ကြီးပြည့်မြောက်ဖို့ရတဲ့ကြိုးပမ်းနေတဲ့အချိန်ဖြစ်ပါတယ်ဆက်စွာပြောခဲ့တဲ့အတိုင်းပဲဒီ portion နိုင်ငံမှာပြည်တွင်းစစ်ဖြစ်တော့ဒီ Darius ကနိုင်သွားတယ်ပေါ့လေနိုင်သွားတယ်သူပွဲတော်ကျင်းပတယ်တဲ့ဒီဟိုအောင်ပွဲခံ ဒါပေါ့လေဒီပူချီရှုအပေါင်းတို့နဲ့ဆုံဆုံလေးလေးနဲ့တူလို့တဲ့ချိန်မှာဇီရူပါပီလာကလည်းသူ့ရဲ့နိုင်ငံကိုတိဆောက်ဖို့ရန်အတွက်သူအမြဲတမ်းစဉ်းစားနေတဲ့အကြောင်းကိုသူကဒီအခွင့်အရေးတစ်ခုကိုဖန်တီးယူတယ်။ဘာခွင့်အရေးလဲဆိုတော့ဒီမူရင်းတောက်စားပြီးပျော်နေတဲ့ပွဲမှာအောက်ပွဲခံနေတဲ့ပွဲမှာဒီဇီရူပါပီလာကအဲဘာပြောလဲဆိုတော့အာဘီအမြင့်မြတ်ဒီပွဲဒီလိုပဲဆိုရင်တော့မကောင်းဘူးထင်တယ် ျွန်တော်တောက်ဆမှုရေးတာမှာကျွန်တော်ပြီးပညာပေါ့လေနော်ပညာအရာလဲကျွန်တော်တို့ပြန်ကြရအောင်ဒီမေကွန်ဖတ်တန်းပေါ့လေကျွန်တော်တို့ဒီမှာနိုင်မှာဆိုပခီနီနန်းတို့လိုမျိုးအဲတမှုပြန်ကြရအောင်လို့ပြောတယ်တဲ့အဲ့နဲ့ဘရင်ကလည်းအာတဘောကြောက်ဟုတ်ပြီမင်းတို့ပညာတွေပြန်ကြအောင်အဲ့နဲ့တော့မပြန်ကြရင်လည်းနောက်ဆုံးပို့လူပွဲမှာသူတို့ဒီဇေရုပါပေလာရောဒီဘရင်ရဲ့ဘေးမှာခစားနေတဲ့ပညာရှိတတော်ဆောင်ပေါ့ပညာရှိတုခမိန် ယ်သူတို့နှစ်ယောက်သူနောက်ဆုံးသုံးယောက်ပေါ့လေအဲသူတို့ကြံတာပေါ့အဲဘီယင်ကလည်းတိုင်ကိုကြီးလုတ်ပေးတယ်တဲ့နောက်ဆုံးမေကွန်းနောက်ဆုံးရှင်ပြိုင်ရမယ့်မေကွန်းကဘာလဲဆိုတော့ကဘာပေါ်မှာအင်အားကြီးဆုံးအရာကဘာလဲဆိုတဲ့မေကွန်းကိုဖြေကြရတာဖြစ်ပါတယ်အဲ့တော့ဒီမေကွန်းအတက်ပထမဆုံးပညာရှိတုခမိန်ဒီ portion ဘီယင် 3S1 ရဲ့ဘီမှာခါစားနေပညာရှိတုခမိန်တယောက်ကဖတ်ပြလေဆိုတော့ အာအရှင်ပြင်းအရှင်ဘရင်မြင့်မြတ်နဲ့တကွာယနေ့ဒီပွဲမှာတက်ရောက်ကြတဲ့အဲလီဇာချခင်ရတဲ့ကွန်ပီရှိသူအပေါင်းတို့ပေါ့လေကဘာပုံမှာအင်ဂျင်ချင်းအစမ်းအရာကစပီဝိုင်းတီတီရဖြစ်တယ်လို့ဖြေပါတယ်ဘာဖြစ်လို့လဲဆိုတော့တီတီရဒီစပီဝိုင်းကိုတောင်းမိတဲ့လူတိုင်းဟာကျွန်တော်တို့မူမူယူယူနဲ့အဲကိုကိုကိုဘာမှလည်းမတိဘူးဖြစ်သွားတယ် ဘယင်တော့ရင်ဘယင်လဲဘယင်နဲ့မတူတဲ့အပြောအဆိုအပြုအမူအနေအထိုင်နေပြုလို့သွားတယ်တီတီတရတော့တဲ့ဘဒူမဆိုယောက်ျားဖြစ်ဖြစ်ဖြစ်မိမဖြစ်ဖြစ်ကလေးဖြစ်ဖြစ်သူဟာလုံးဝပြောင်းလဲခြင်းတမျိုးဖြစ်သွားတယ်ပေါ့လေနော်အဲတာကြောင့်မို့တီတီတရဟာလူတယောက်ကိုဘာမှအတုံးမကျနိုင်လောက်အောင်ကိုဖြစ်သွားစေတယ် ဒါကြောင့်မို့ကဘာပေါ်မှာအင်အားအကြီးဆုံးအရာစပြုတ်ဝိုင်းဖြစ်တယ်ဆိုပြီးတော့ဖြေပါတယ်အဲ့ဒါအဲဒီပွဲမှာတက်ရောက်တဲ့တွေ့အားလုံးကလည်းလက်ခုပ်ပြီးပြီးတော့အာဟုတ်တယ်ကဘာပေါ်မှာအင်အားအကြီးဆုံးအရာကစပြုတ်ဝိုင်းဖြစ်တယ်ဒီစပြုတ်ကတောင်းမင်းတဲ့လူတိုင်းဟာပြောင်းလဲခြင်းတစ်ခုကိုဖြစ်သွားစေဘယ်သူမှမနိုင်ဘူးပေါ့လေနော်လို့ဖြေတယ်တဲ့အဲ့ဒီနောက်ဒုတိယပညာရှိတုခမင်ကဘာဖြေလဲဆိုတော့ကဘာပေါ်မှာတဲ့အင်အားအကြီးဆုံးအရာက ဘယင်ဖြစ်တယ်ဘယင်ဆိုလက်ညှိုးထိုးရရွှေငွေဆိုငွေဖြစ်ချင်ရဖြစ်ပေါ့သူလှုပ်ချင်တာဖြစ်ချင်တာဒီကဘာပေါ်မှာကြိုက်တာလှုပ်လို့ရတယ်ဒါကြောင့်မို့ကဘာပေါ်မှာအင်အားအကြီးဆုံးအရာဘယင်ဖြစ်တယ်ဆိုပြီးတော့ဖြေတယ်အဲ့ဒါအေးဟုတ်တယ်ဒီအဖြေကပူပြီးတော့ကောင်းတယ်ပေါ့လေနော်အဲ့တော့ကဘာပေါ်မှာအင်အားအကြီးဆုံးအရာကဘယင်ဖြစ်တယ်လို့ဖြေတဲ့အဖြေကိုလည်းသူတို့ ဗဟီမင်းမင်းနဲ့တကွခစားတဲ့လူတွေအားလုံးကလည်းနှစ်သက်တော်မူကြတယ်တဲ့ဟုတ်တယ်ကဘာပေါ်မှာအင်အားကြီးစွန့်ရောက်ဗဟီဖြစ်တယ်ဒီနေ့လက်ရှိကဘာပေါ်မှာလည်းကျွန်တော်တို့ဗဟီယူနေကြတဲ့လူတွေအများကြီးရှိရပါတယ်နော်ဒီဗဟီတွေဟာဘာမဆိုဖြစ်နိုင်တယ်အားလုံးကြောက်နေရတယ်ဒါကြောင့်မို့အင်အားကြီးစွန့်အရာကဗဟီဖြစ်တယ်လို့သတ်မှတ်တယ်ဒါပေမဲ့ဇေရုဘာဘေလနောက်ဆုံးကဘာဖြစ်လဲဆိုတော့ကဘာပေါ်မှာအင်အားကြီးစွန့်အရာက ဝိုင်းလည်းမဟုတ်ဘူးတည်တည်ရဲ့လည်းမဟုတ်ဘူးဘယင်တွေလည်းမဟုတ်ဘူးဒီဝိုင်းတွေကိုပြုတ်လို့တဲ့ဝိုင်းတွေကိုဖောက်လို့တဲ့ပြီးတော့ဒီဘယင်တွေကိုမွေးဖွားပေးတဲ့အမျိုးသမီးအမွေတွေဖြစ်တယ်ကဘာပေါ်မှာအင်္ဂါအကြီးဆုံးဆိုတဲ့ဘယင်တွေကိုဒီအမျိုးသမီးတွေမွေးဖွားတယ်မွေးဖွားပေးတယ်ဘာပေါ်မှာလူတွေကိုစစ်ပြောင်းနေစေတဲ့ဒီဝိုင်းကိုလည်း အမျိုးသမီးတွေကပြုလုပ်တယ်ဒါဒါကြောင့်မို့ကဘာပေါ်မှာအင်အားအကြီးဆုံးအရာကအမျိုးသမီးများဖြစ်တယ်လို့ဖြေတယ်တဲ့ကျွန်တော်တို့ဥပမာ Captain Marvel ကိုပဲကျွန်တော်ကြည့်လိုက်ရအောင်ပေါ့နော် Marvel series မှာ Captain Marvel ဟာအမျိုးသမီးဖြစ်တယ်ကျွန်တော်တို့နောက်ပိုင်းရုပ်ရှင်တွေကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်အမျိုးသမီးတွေရဲ့ဒီခေါင်းဆောင်မှုကိုပို့ပြီးနေရပြီးတာပြီးလာတော့ကျွန်တော်တွေ့မြင်ရမှာဖြစ်ပါအဲ့ဒါဩဘယင်တွေကလည်းအလုံးစုံတွေဟုတ်တယ်သူအဖြစ်အမှန်ဆုံး မန်ဆိုးမဲဖြစ်တယ်အကောင်းဆုံးအားလုံးတက်ပြီးတော့သူ့ကိုချီကျူးထုံးနာပြုကြတယ်ဇေလိုပါပရခါနေ ਉ ကပေါ်ပေါ်မှာအင်အားအကြီးဆုံးဟာအမျိုးသမီးဖြစ်တယ်မှန်ပါတယ်ဒါပေမဲ့အမျိုးသမီးတွေထက်ပိုပြီးအင်အားကြီးတဲ့အရာကပါလဲဆိုတော့အမှန်တရားဖြစ်ပါတယ်အမှန်တရားဟာအမျိုးသမီးတွေထက်အင်အားပိုကြီးတယ်ဘယင်တွေထက်အင်အားပိုကြီးတယ်စပြုတ်ဝိုင်တွေထက်အင်အားပိုကြီးတယ် အမှန်တရားအတွက်ကျွန်တော်တို့မိမိရဲ့အသက်စိတ်ဝိညာဉ်ခန္ဓာတွေကိုစတည်ပြီးတော့မိမိယုံကြည်ရာအမှန်တရားတစ်ခုကိုကောက်ွယ်ဆောင်ရှောက်ဖို့ရာအတွက်အသက်ပေးကြတယ်မိမိရဲ့အမှန်တရားအတွက်မိမိရဲ့မိဘဆွေမျိုးမိမိတိုင်းပြည်အားလုံးကိုလည်းဆွန့်လွတ်နိုင်တယ်ဒါကြောင့်အမှန်တရားဟာကပါပေါ်မှာအင်အားအကြီးဆုံးအရာဖြစ်တယ်ဆိုပြီးတော့ဖြေလိုက်တော့ဟာတိတ်မှန်တာပေါ့ ပပေါ်မှာအင်အားအကြီးဆုံးအရာစပီးဝိုင်လည်းမဟုတ်ဘူးဘယင်လည်းမဟုတ်ဘူးအမျိုးသမီးတွေလည်းမဟုတ်ဘူးအားလုံးတည်းမြင့်မြတ်တဲ့အင်အားကြီးမားတဲ့အမှန်တရားဖြစ်တယ်ဆိုပြီးတော့ဖြေပါတယ်ဒါကြောင့်မခရစ်ယာန်တမန်ကျမ်းစာမှာကတော့သူအမှန်တရားဒီဒီနုကိုလူမြောက်စေပါလိမ့်မည် The truth will set you free ဆိုပြီးတော့ကျွန်တော်ပေါ်ပြထားပါတယ်ဒါကြောင့်မို့ယနေ့ မလရှင်းနေမှာကြောက်ရတယ်ပြည်ပဆိုင်အမျိုးသမီးများနေမှာအင်းအအကြီးဆုံးအရာဟာကျွန်တော်တို့အမျိုးသမီးများအမျိုးသမီးငယ်များဖြစ်ကြပါတယ်ဒါပေမဲ့ဒါတွေအားလုံးထက်ပိုပြီးတော့အင်းအကြီးမားအရာတစ်ခုတော့ရှိပါသေးတယ်ဒါဟာအမှန်တရားဖြစ်ပါတယ်ဒီအမှန်တရားနဲ့ကျွန်တော်တို့အမျိုးသမီးများအမျိုးသမီးငယ်များတာမကကျွန်တော်တို့အမျိုးသားထုဒီအမျိုးသားထုကြီးတစ်ခုလုံးနဲ့ကျွန်တော်တို့လူမြောက်ချင်းကိုပုံဖော်နိုင်ကြပါစေ လူမြောက်ချင်းကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းချွေရင်ကပါပေါ်မှာအင်အားအကြီးဆုံးအရာဟာအမျိုးသမီးနဲ့အမထက်အမှန်တရားဖြစ်နိုင်စွာကိုကြည်ကျူးကုန်ပြုရင်ပုံပင်လေးကိုဤကုန်ချိုလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ